ဒီနေ့ဧပြီလ16ရက်ပါနော်အဲစကူတိုက်ကိုရောက်ရှိကြပါနဲ့စကူတိုက်ဆိုတာဒေဂျိုနာတိုက်ပေါ့ဗျာအင်မော်ရရဲ့အနောက်ဘက်ကအဲစကူတိုက်တို့တောင်တမန်တိုက်တို့အနောက်သမဂန်တိုက်တို့အဲဘူကောင်းတိုက်တို့ထီလင်းတိုက်တို့အဲကျောင်းတိုက်ကြီးတွေဟိုတဆက်တဲ့တရှိတဲ့နေရာပေါ့နော်အခုဦးဇင်းတော်မှာရှိတဲ့ကျောင်းဆောင်ကြီးကတော့ရွှေမန်းအုပ်ကျောင်းလို့ခေါ်ရတယ်ဗျာ ရှင်မအောင်ကြောင်းဆိုတာကတော့ဟိုသမင်းလာရှင်မန်းတင်မအောင်ဆောက်လူတဲ့ကြောင်းညအဲအဲ့ဒီနောက်ပိုင်းတော့ဥဒိမောင်ရဲ့သာသမီတွေဖြစ်တဲ့အဲဝင်းတို့ဆောင်းဝင်းတို့ဆန်းသာတို့ဝင်းဘူတို့စုပေါင်းပြီးပြုပြင်ထားတဲ့ကြောင်းတော်ကြီးပေါ့နော်အဲခုချိန်မှာတော့အဲကြောင်းကြီးကနေနေတိုင်းဖြစ်သွားပါပြီလားအဲအားတော့ဒီစက် ်နောက်ထပ်လာဥရကျကဲဒါတော့အစမန်းဒီပေါင်းကြောင်းကြောင်းနိုင်ဆရာတော်ကကဲဥရနည်းနည်းဝါပြူပြတ်သွားပုံလေးဖြစ်တဲ့လေနည်းနည်းမရှိပါဘူးဒီကတော့တော့ပထမနေနေလောက်ချိန်မှာတော့ဟိုစစ်သက်ချင်တာစလို့ကိုပွင့်ကြတော့ကိုရဖုံးတက်တယ်ဗျာသူကတော့အဲ့ဘရမတ်ဒီလောက်ချိန်ပေါ့ ဗမာဒီဇိုင်းလုပ်ခြင်းကတော့ရှစ်ဘက်ချမ်းကရှစ်ဘက်ကိုပွင့်ကြတာဒုတိယဒီဇိုင်းလုပ်ခြင်းမှာတောင်ဘက်ချမ်းနေပြီးတော့အဲဒီတောင်ဘက်ထဲကိုပဲလမ်းကျော်ပြီးတော့ပွင့်ကြတော့တယ်အဲဂျန်နဲ့အထူးကလူသေးလူပြောက်တော့မရှိဘူးပေါ့ဗမာအဲဒီကြောင်းကြီးလည်းအကုန်လုံးဟိုဖြိုးရမယ်အစဉ်တစ်ချက်သွားတာပေါ့အဲ့ဒါပါပဲ ကျွန်တော်တို့ဒီတိုင်းတန်ရတယ်ပါလေတော့ရှိပါဦးဒီလိုလိုမှာပါတယ်ပါလေကဲဒါတော့ရှင်မတ်တမတော့ရှိဘက်ကနေမြင်ခွင့်ပါဗျာနည်းနည်းတိုင်းပါပဲပြသပါကဲဟဲ့ဒီမှာကြည့်လိုက်ပါဗျာအခုလက်ရှိဖြူဖက်နေတဲ့အဆောက်အဦကတော့စိုင်းတန်းကျောင်းဖြစ်ပါတယ်ဗျာစိုင်းတန်းကျောင်းဒါဟိုဖြက်လက်ဆအလဲချင်းပဲကြံခဲ့တဲ့နေရာပါနော်အဲလူနှုတ်ဦးလည်းတည်ဆုံးတော်ပါတယ်ဗျာဟို ကြောင်းပြီးပြီတော့နော်တိုက်ပြီးပြီးတော့တည်ဆုံးတော့ဒါလည်းစကုတိုက်ပါပဲဗျစကုတိုက်ထဲကတတ္ထမဇောတိကာယောအုတ်ကြောင်းနဲ့ငလင်တန်တင့်ထားပေါ်တစ်ချက်လောက်ရှုပ်ကြည့်လိုက်ကြပါဦးနော်ဒီကုဆွဲကြဆွဲကြဆွဲကြကဲနေနေသာဦးသာကြည့်ရအောင် ဖြစ်ပြက်ကတော့ဗျာသာသနာတော်ကြီးတစ်ခုလုံးဖြတ်စည်းသွားတဲ့ငလင်လို့ပြောရမလားတော့မသိပါဘူးကြက်ဒီဘက်ကိုနောက်ကျောက်သွားလိုက်ပါဟုတ်ကဲဒီခုအပြည့်စည်းမြင်နေရတဲ့အကြောင်းအနည်းရတော့ဒုက္ခဝတိအကြောင်းပါဗျာစကုတိုက်ထဲမှာပဲကိုရင်လာဦးဇင်းအော်လက်ထောက်ဦးစင်းကဲလက်ထောက်ဦးစင်းနဲ့ အမျိုးသမီးတူအဒီတိုက်ပြီလို့ပါသွားပါတယ်ဗျာကာရဒီပြီလားကဲအခုမြင်းနေရတာတော့အခုစိုင်းတန်းကြောင့်အပြိုပြက်တွေဖြတ်တဲ့အခါမှာထွက်လာတဲ့တန်တဲ့ကြီးတွေပါဗျာအိုင်ဘင်းလို့ခေါ်ပါတယ်အဲ့အိုင်ဘင်းကြီးတွေကကြည်တန်းပေါ့ဗျာတေခွင်းလေးလို့လိန်တွန့်လာတာဗျာနော်ခွေးကောက်သွားတာကဲ ငလျင်တန်ကိုတန်တယ်ရမခံနိုင်ဘူးဆိုတာကိုဆိုင်းတန်းကတက်တည်ပြလိုက်ပါတယ်ညာခုများကတော့အလဲတားကြီးပါဗျာစကူတိုက်ပါပဲနော်စကူတိုက်အလဲတားကြီးလို့လည်းခေါ်တယ်ရွှေကြောင်းလို့လည်းခေါ်တယ်ခုနက်နက်ကျက်တို့တိုင်တော့မှကြီးလိုက်ပါနော်ဟိုရွှေတယ်အစ်စ်တွေနဲ့ရွှေဘင်းချထားတာပါဗျာကဲခုအလဲတားကြီးလည်းပါတော့ပါပြီဗျာဒီငလျင်ကတော့ငလဲတားကြီးတွေကိုပဲပြတ်မှတ်ထားပြီးတော့ ဖြက်စီးသွားတဲ့သဘောရှိပါရဲ့မိုးကောင်းတိုင်းအလဲသာကြီးလည်းပြတ်သွားပါရဲ့ဖရာကြီးတိုင်းအလဲသာကြီးလည်းပြတ်သွားပါရဲ့မစိုးရင်တိုင်းဟောင်းအလဲသာကြီးလည်းပြတ်သွားပါရဲ့ဟိုခမကန်တိုင်းအလဲသာကြီးလည်းပြတ်သွားပါရဲ့မနောက်ထီးလင်းတိုင်းအလဲသာကြီးလည်းပြတ်သွားပါရဲ့အလဲသာကြီးတွေကရှစ်ခက်ကတော့တစ်ခက်တစ်ခါတည်းခက်ပြန်ထူထောင်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်ဟိုနှစ်ပေါင်း100ကျော်သွားอยู่ဗောနော်100ကျော်တဲ့အလဲသာကြီးတွေငလင်တံမခန်းနိုင်လို့ ပြုတ်ပြတ်သွားတဲ့သဘောပါပဲဒီစကူတိုင်းအလယ်လာကြီးရဲ့အကြောင်းတကာတွေကတော့မဆွေရင်တိုက်ကြီးကိုတိဆောင်ခဲ့တဲ့ဥကျော်တို့ဥတ္တရှိတို့နဲ့ဓမ္မမိတ်ဆွေတို့တို့သိရပါတယ်ဗျာသူတို့လည်းမဆွေရင်တိုက်ကြီးကိုအားကျပြီးတော့အဲဒီစကူတိုင်းမှာအလယ်လာကြီးတိဆောင်ခဲ့တာပါနော်ဟိုခေတ်ဟိုခါကတော့စကူတိုက်ဆိုတာလည်းပရိယတ်တိမှာနာမည်ကျော်စတင်တိုက်ကြီးတွေပါပဲဗျာအခုတော့အလယ်လာကြီးရဲ့ဖြစ်ပြုတ်ဖြစ်ပုံပြက်ပုံကိုပြည်တွင်းပြည်ပကအလူရှင်များသိအောင်တင်ပြပေးလိုက်တာပါနော်အဲတော့အလယ်လာကြီးကို မြောက်ဖက်ကနေမြင်တွေ့ရတဲ့မြင်ခွင့်ပါဗျာသာသနာတော်တစ်ခုလုံးရเสียမှရှိအောင်ဖြက်စီးသွားတယ်ငလျင်ကြီးလို့ပြောလို့ရပါတယ်เนาะအပေါ်မှာဆော့အုပ်ကလေးတွေပါဗျာအခုတော့တန်ကားတွေဆုံးကုန်းလဲခက်ခဲရှိနေပါတယ်เนาะအခုဥစဉ်လာလူရတော့ဆော့အုပ်တော့ပါပဲဆန်တို့စီတို့အာလူတို့ကြက်သွန်တို့လည်းပါပါတယ်ဗျအခုမြင်တွေ့နေရတာကတော့စကုတိုက်ပါပဲဗျညသိန်းတောင်အုပ်ချောင်းလို့ခေါ်ပါတယ်ညသိန်းတောင်အုပ်ချောင်းရဲ့အနောက်ဘက်ကနေရိုက်နေတာပါเนาะ အရာကနာအောင်ကြောင့်ပြူပြတ်သွားတာလေးတွေကိုဖြူစားလို့ရအောင်လို့ပါဗျာဒီအောက်မှာတော့အုတ်ခဲပုံကြီးပါဗျာဟိုရင်တော့သာသနိကအဆောက်အုံတွေကအခုတော့အုတ်ခဲပုံကြီးဖြစ်နေပြီဆိုတာကိုဓမ္မတဝေကရအောင်လို့တင်ပြလိုက်တာပါနော်ကဲထုတ်ကျိုးအုတ်ပွဲတွေကိုအခုလို့ 在下面，江丹县路那边啊，我们等下就要路了，我们过河了，走那里，免油啊。 အလုပ်တစ်ခုတော့ပို့သွားတာပါနော်ကဲဆရာတော်ဒီကြောင်းတော့နဲ့ဆရာတော်ကကြောင်းနဲ့ဆရာတော်ဥဒ္ဒနုဒ္ဒကဥဒ္ဒနုဒ္ဒကဟုတ်ဆရာဒါပြီးတော့ဘာကစားနေတော့ဟုတ်ဆရာဒါနဲ့အတူတူပဲပေါ့အတူတူပဲဆရာအော်အဲ့ဒါလည်းများသိမ့်တာပဲနော်များသိမ့်တယ်ပါဆရာကဲမြင်နေရတဲ့အစိမ်းအောင်ကြီးကလည်းများသိမ့်တာအကြောင်းပါပဲဗျာဆိုတော့ဘာကနဲ့တွေ့ဆရာဘာကတော့ကြောင်းလူကြောင်းသားတွေအများကြီးတက်ဆရာကြောင်းကပန်းလာလူတော်ကြောင်းကြောင်းသား250ပါ ဟောမူလွန်ဆိုတော့မူလွန်ပါနော်ကဲမူလွန်ဘက်ကအကြောင်းလေးတွဲဆောက်ထားတာပါဗျာမြတ်သိန်းတန်အကြောင်းရဲ့တွဲဘက်အစိမ်းအောင်အကြောင်းကတော့ဘက်ကအကြောင်းလေးပါဗျာအဲတောင်းလို့တောင်းတာတော့150လောက်တော့ရှိတယ်မူလွန်အကြောင်းလေးဖြစ်ပါတယ်ဗျာဂျပန်ကအလူရှင်တွေဆောက်ထားတဲ့အကြောင်းပါဗျာအဲ့တော့မလင်းတန်ကိုဂျပန်အကြောင်းလည်းမခံနိုင်ဘူးဆိုတော့တက်ပြီးပြလိုက်တာပါနော်